先录个课文，哎、看字，这东西都是我记的卡。但先到高年级慢慢来，但先到五年级第一也无嘛，都要多学。阿弥陀佛，不要意的苦，阿弥陀佛的，等我老了没？错教教，错那先到哪里嘞？不要的看，一到了，考我的母亲我看了。但先到五年级，大明鸟鸟木，阿弥陀佛，不要的看，什？ တချို့သောပုံကိုတွေကခမီးတော်ထာဝရဘုရားကိုကိုးကွယ်တယ်ယိုသေးတယ်လေးစားတယ်။သားတော်ယေရှုခရစ်တော်ကိုမြင်ပယ်တယ်။တချို့ကြတော့ခမီးတော်ဘုရားကိုလည်းလက်ခံတယ်။သားတော်ယေရှုကိုလည်းလက်ခံတယ်။အမြင့်ဆုံးသောဖခင်လိုလက်ခံတယ်။ဒါပေမဲ့တန့်ရှင်းသောဝိညာဉ်တော်ကိုကြတော့လုံးဝလက်မခံတာတွေ့ရတယ်။ချစ်တော်မိဘညီကိုမောင်မများအသင်းတော်ကိုအုပ်ချုပ်တာတန့်ရှင်းသောဝိညာဉ်တော် ဒါဆိုရင်ဝိညာဉ်တော်မရှိရင်အသင်းတော်ကိုဘယ်သူကအုပ်ချုပ်မှာလဲလူအုပ်ချုပ်ရင်မားတယ်အသင်းတော်ကိုအုပ်ချုပ်တာကတန်ရှင်သောဝိညာဉ်တော်အသင်းတော်ကိုတည်ထောင်တာကတန်ရှင်သောဝိညာဉ်တော်အစတုန်းကအသင်းတော်ဆိုတာမရှိဘူးရှင်ပေတရုနဲ့လူ120တို့ဒီအစရှောင်စုတောင်းတဲ့အချိန်မှာတန်ရှင်သောဝိညာဉ်တော်ဒီကောင်းကင်ကနေလေပြင်းမုန်တိုင်းကဲ့သို့သောအသံနဲ့ရှင်းသက်လာပြီးတော့မှနော် မိရှာတွေဒီကောင်းမွန်မှာ တောက်လာပြီးတော့မှအခြားသောဘာသာစကားတွေပြောလာပြီးတော့မှနောက်ပိုင်းမှာအသိတော်လိုခေါ်ဖို့တမုတ်လာတာဖြစ်တယ်။ဒါကြောင့်ဝိညာဉ်တော်မသွန်လောင်ပဲအသိတော်ဆိုတာမရှိဘူး။ဒါဆိုရင်ချစ်တော်မိဘမိကုံမောင်မများအသိတော်ကိုတည်ထောင်တော်သူသည်တန်ရှင်သောဥဒိနောဖြစ်တယ်။အသိတော်ကိုတည်ဆောက်တော်သူသည်တန်ရှင်သောဥဒိနောဖြစ်တယ်လို့တနေ့သောအခါမှာယုံကြည်သူတွေကို ခင်ယေရှုခရစ်တော်ရဲ့လက်ထဲကိုတတော်သမီးအဖြစ်နဲ့အနံပေးမဲ့ပုဂ္ဂိုလ်ဒီလေတန်ရှင်သောဝိညာဉ်တော်ပဲဖြစ်တယ်။ထိုတန်ရှင်သောဝိညာဉ်တော်သည် အမြင့်ဆုံးသောဘုရားဖြစ်ခဲ့ဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။တန်ရှင်သောဝိညာဉ်တော်သည် အမြင့်ဆုံးသောဘုရားသခင်ဖြစ်တယ်။တပြားမှမလျော့